နှုတ်ပေးရမှာဟုတ်မလို့ပန်းကြံထဲမှာရှိတဲ့16ခုပုံထဲကနေခူးလိုက်တဲ့၄ပုံကိုနှုတ်လိုက်မှာညီညာချင်းရေးမယ်ဆိုလို့ရှိရင်16အနှုတ်၄အညီဘလောက်ဖြစ်မလဲကဲဒါဆိုရင်ဒီချေတို့ကကိုစားပြုတ်အကွက်ကလေးတွေသုံးပြီးမှအယုံဆုံးနှုတ်ကြည့်လိုက်အောင်เนาะ16ပွန့်ဆိုတော့ဒီချေတို့ကကိုစားပြုတ်အကွက်ဆွဲလို့ရှိရင်30အုပ်စုတစုနဲ့ကိုစားပြုတ်အကွက်ကလေး9ကွက်ဟုတ်ပြီเนาะ30နဲ့9နဲ့ဆိုရင် 18ဟုတ်ပြီနော်အဲ့ဒီထဲကနေတီချဲတို့ကကူးလိုက်တဲ့၄ဘုံကိုဖယ်လိုက်မယ်ကဲဖယ်လိုက်တော့ဘယ်လောက်ပဲကျန်လဲ10အုပ်စုတအုပ်စုနဲ့3နဲ့ကျန်တယ်ဒါဆိုရင်10နဲ့3နဲ့ဆိုရင်ဘယ်လောက်ဖြစ်မလဲ33ဒါဆိုရင်18အနုပ်4အညီ33အဖြေ33ပွန့်ကဲတော့ဒီလိုနားလည်ပါလေနော်ဒါဆိုရင်တက်ခါခွေကိုတော့ဒီလိုဆက်ကြည့်ကြရအောင်မပြောသည်12လုံးရှိတယ် ငပြောသည်နှလုံးကိုမင်းမင်းနဲ့တီရာတို့စားလိုက်တယ်ငပြောသည်ဘယ်နှလုံးကြံတယ်လေကဲဒါဆိုရင်ဒီကျေတို့ကရှင်နေငပြောသည်တစ်ဆက်နှလုံးတဲကနေမင်းမင်းနဲ့တီရာစားလိုက်တဲ့နှလုံးကိုနှုတ်လိုက်ရင်ဘယ်လောက်ရမလဲဒီကျေတို့စဉ်းစားကြည့်ရအောင် ကဲဒါဆိုရင်တချေတို့ကကိုစားပြုတ်ကွက်ကလေးနဲ့စဉ်းစားကြည့်လိုက်အောင်တစ်ဆက်နဲ့ဆိုတော့တစ်ဆယ်အုပ်စုတစ်စုနဲ့ကိုစားပြုတ်ကွက်ကလေးနှစ်ကွက်ဟုတ်ပြီနော်အဲ့ဒီမှာမှတချေတို့ကမင်းမင်းနဲ့တီတာစားလိုက်တဲ့ဗနလုံးကိုနှုတ်လိုက်ပါလေနှလုံးကိုဖယ်လိုက်ပါဆိုတော့ဘလောက်ကြံမလဲတစ်ဆယ်အုပ်စုတစ်အုပ်စုပဲကြံတယ်တစ်ဆယ်အုပ်စုတစ်အုပ်စုဆိုရင်ဘလောက်လဲ30ဒါဆိုရင်10နှစ်တဲကနေနှစ်ကိုနှုတ်လိုက်တော့ဘလောက်ရမလဲ30ဒါဆိုရင်10နှစ်အနှုတ်နှစ် အညီ30အဖြေ30လုံးကဲတော့သူတို့နံပါတ်ခွဲလေးကိုလည်းနားလဲပါရင်နော်ကဲဒါဆိုရင်ဒီချင်းနဲ့တူတူတစ်ကားငယ်ကိုလေ့လာကြည့်လိုက်အောင်စာသင်ခန်းထဲမှာကျောင်းသား16ရောက်ရှိပြီး10ရောက်ထွက်သွားတယ်ကျောင်းသားဘယ်နှယောက်ကျန်တယ်လဲ ဒါဆိုလို့ရှိရင်တီချဲတို့က36အနုပ်30အညီဘလောက်ဖြစ်မလဲဒါဆိုရင်တီချဲတို့ကစာသင်ခန်းထဲမှာရှိတဲ့36ယောက်ကိုတီချဲတို့ကိုစားပြုအကွက်ကလေးဆွဲမယ်30အုပ်စုတစုပြီးတော့ကိုစားပြုအကွက်ကလေး6ကွက်30နဲ့6ကွက်အဲ့ဒီထဲမှာမှဘယ်နှစ်ယောက်ထွက်သွားတာလဲထွက်သွားတဲ့အယောက်ကိုတီချဲတို့ကဖယ်လိုက်မယ်ဟုတ်မလို့ထွက်သွားတာက10ယောက်ဒါဆိုရင်10ယောက်ကိုဖယ်လိုက်တော့ကိုစားပြုအကွက်ကလေးဘလောက်ပဲကျန်လဲ6ကွက်ဒါဆိုရင်36အနုပ်30အညီဘလောက်ဖြစ်မလဲ 6ကဲဒါဆိုရင်တောက်သမုရဲ့ဒီနံပါတ်ကငယ်ဟုတ်မနော်ပုံစံလေးကိုလည်းတောက်သမုနားလည်ပါတယ်နော်နောက်သင်ခန်းစာတစ်ခုမှဒီချိန်နဲ့ပြန်တွေ့ကြမယ်နော်ကဲတော်တော်များတို့ရေသင်္ကန်းစာနှစ်သင်္ကန်းစာလေးကိုဒီချက်နဲ့ဒူဒူလေ့လာကြည့်လိုက်အောင်နော်ကဲသင်္ကန်းစာနှစ်မှာရှိရဲပုံစံလေးကိုဒီချက်ဖတ်ပြပေးမယ်နော်စိုင်းတစ်စိုင်းမှာ မနက်က ကားအယက် 73ခုရှိတယ်။နေခင်းမှာဝဲသူက ကားအယုတ်6ခုဝဲသွားတယ်။ကားအယုတ်ဘလောက်ကျန်တယ်လဲ။ကဲဟုတ်ပြီဒါဆိုလို့ဆိုရင်ဒီလိုစဉ်းစားကြည့်အောင်အရင်ဆုံးညီများချင်းလေးကိုစဉ်းစားကြည့်လိုက်အောင်ဟုတ်ပြီနော်ဆိုင်းတစ်ဆိုင်မှာရှိတဲ့ကားအယောက်ကဘယ်လောက်လဲ33 ဟုတ်ပြီအဲ့ဒီထဲကနေမှရောင်းနေတဲ့ထဲကနေမှကိုးကူးကိုဘာလို့သွားလဲဝယ်သွားတယ်ဒါဆိုရင်ကားအယုတ်ဘလောက်ကျန်တယ်လဲဆိုဒီပု္ပ္ပစာတစ်ချက်ကိုဘာလို့ပြရမှာလဲနှုတ်ပေးရမှာဟုတ်ပြီနော်33အနော့6အညီကဲဘလောက်ဖြစ်မလဲဒါဆိုရင်တစ်ချက်တော့ကတွနီးလေးကိုစဉ်းစားကြည့်လိုက်ရအောင်ကျေကိုစားပြုတ်ကွက်ကလေးတွေသုံးပြီးမှတွက်ကြည့်လိုက်ရအောင်နော် ဟုတ်ပြီဒါဆိုရင်အဲကားအယုတ်ကဘယ်နှခုရှိရလဲ33ဒါဆိုရင် ကိုသားပြုတ်ကွက်ကလေး30အုပ်စု2အုပ်စုနဲ့အကွက်ကလေး3ကွက်ဒါဆိုရင်30နဲ့3နဲ့ဆိုတော့33ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချေတို့ကကိုကူကိုမလုပ်သွားလဲဝယ်သွားတာဟုတ်ဒါဆိုရင်73တရနဲ့ဒီချေတို့ကကိုကိုနှုတ်ပါဟုတ်နော်ဒါဆိုရင်73မှာရှိတဲ့3လေးတဲကနေကိုကိုနှုတ်လို့ရလားဟောမနှုတ်နိုင်ဘူးเนาะဒါဆိုလို့ရှိရင်ဒီချေတို့က73ကို 10နဲ့3ဖြစ်အောင် ခွဲလိုက်မယ်။ဟော10နဲ့3ဖြစ်အောင်ခွဲလိုက်ပြီ။ဒါဆိုလို့ဆိုရင်ဟုတ်ပြီ။အဲ့ဒီ10တဲကနေဘသူ့ကိုနှုတ်လိုက်ပါလဲ။10အုပ်စုတဲကနေ6ခုကိုနှုတ်လိုက်မယ်။ဟောနှုတ်ရတော့10မှာဘယ်နှခုပဲကျန်မလဲ။တစ်ခု။အဲ့ဒီကျန်တဲ့တစ်ခုလေးကဒီဘက်မှာရှိတဲ့ကိုသားပြုတ်ကွက်ကလေးဘယ်တော့နဲ့သွားပေါင်မလဲ။3နဲ့သွားပေါင်မယ်။ဒါဆိုတော့ကကြတော့1နဲ့3နဲ့အတူတူထားလိုက်ရင်ဘယ်လောက်ဖြစ်သွားမလဲ။၄ဒါဆိုရင် 33အနုတ်9အညီဘယ်လောက်ဖြစ်မလဲ4အဖြေ4ခုကဲဒါဆိုရင်တောက်တယ်လို့နားလည်ပါတယ်နော်ကဲနောက်သင်ခန်းစာတစ်ခုမှာဒီချင်နဲ့ပြန်တွေ့မယ်နော်ကဲတောက်သူမျိုးတွေ င်ငန်းစာ3ရှေကင်းကို30နဲ့တခြားကင်းတစ်ခုနဲ့ခွဲပြီးအနုတ်ကို တွက်ပါဆိုတဲ့သင်ခန်းစာလေးကိုဒီချင်းနဲ့တူတူလေ့လာကြည့်လိုက်အောင်နော်ကဲနံပါတ်ကကြီးတစက်နှစ်အနုတ်ကိုကဲတစက်နှစ်အနုတ်ကိုမှာဆိုလို့ရှိရင်ဒီချက်တော့တစက်နှစ်ကိုဒီချက်တော့ခွဲလိုက်ပြီးဘာနဲ့ဘာနဲ့ခွဲလိုက်မလဲ တစ်ဆယ်နဲ့နှစ်နဲ့ဒါဆိုလို့ဆိုရင်ဒီချဲတို့ကဘယ်တည်းကနေသွားနှုတ်မလဲဆိုရင်ဒီမှာရှိတဲ့တစ်ဆယ်တည်းကနေကိုးကိုနှုတ်လိုက်ပြီကဲတစ်ဆယ်တည်းကနေကိုးကိုနှုတ်လိုက်မယ်တစ်ဆယ်တည်းကနေကိုးကိုနှုတ်ပြန်အတွက်ဒီချဲတို့ကဝိုင်းလိုက်ပြီးတစ်ဆယ်နဲ့ကိုနှုတ်လိုက်တော့ဘယ်လောက်ရလဲဒီညလိုက်တစ်ကလေးကိုတစ်ဆယ်အောက်မှာရေးလိုက်မယ်ဟုတ်ပြီဒီအဲ့တစ်ကလေးနဲ့ဒီမှာရှိနေနှစ်ကလေးနဲ့ဒီချဲတို့ဘာသွားလို့မလဲပေါင်းပေးလိုက်မယ်တင်းနဲ့နှစ်နဲ့ပေါင်းတော့ဘယ်လောက်လဲ 3ဒါဆိုလို့ရှင်တစ်ဆက်နှစ်ထဲကနေ6ကိုနှုတ်ရင်ဘယ်တော့ရလဲ3ကဲနားလည်ပါရနော်ဒါဆိုရင်ဒီချင်းနဲ့တူတူနံပါတ်ခါခွေးကိုတွက်ကြည့်လိုက်အောင်နံပါတ်ခါခွေးမှာဆိုရင်တစ်ဆက်4အနှုတ်9အညီဘယ်တော့လဲဒါဆိုရင်ဒီချဲတော့တစ်ဆက်4ကိုဒီချဲတော့ခွဲမယ်ဘာဘာကိန်းနဲ့ဘာကိန်းနဲ့ခွဲမလဲ10နဲ့4နဲ့ခွဲမယ်ဟုတ်ပြီဒါဆိုလို့ရှင်10နဲ့4နဲ့ခွဲလိုက်ပြီဆိုရင်10တဲ့ကနေဒီချဲတော့9ကိုဘာလုပ်လိုက်မလဲနှုတ်လိုက်မယ်နှုတ်ပြန်တော့ဒီချဲတော့10နဲ့9ကိုဝိုင်းလိုက်မယ် တစ်ဆယ်ရဲကနေခုနှစ်ကိုနှုတ်တော့ဘယ်လောက်ရလဲ3ဟုတ်ပြီဒါဆိုရင်ဒီမှာရှိနေတဲ့3နဲ့အဝိုင်းထဲမှာရှိနေတဲ့4နဲ့ဘာလို့ပြင်မလဲပေါင်းပြင်မယ်3နဲ့4နဲ့ပေါင်းတော့ဘယ်လောက်ရမလဲ9ဒါဆိုရင်တစ်ဆက်4အနုတ်9အညီဘယ်လောက်ပြင်မလဲ9ဟုတ်ပြီနံပါတ်ကငယ်တစ်ဆက်5ထဲကနေ8ကိုဘာလို့ပြင်မလဲနှုတ်ပေးရမယ်ဒါဆိုရင်တစ်ဆက်5အနုတ်8အညီဘယ်လောက်ပြင်မလဲဒါဆိုရင်တစ်ဆက်5ကိုတကယ်တော့ဘာကိန်းနဲ့ဘာကိန်းနဲ့ခွဲမလဲ10နဲ့ 9နဲ့ခွဲမယ်ဟုတ်မလို့10နဲ့9နဲ့ခွဲမယ်ဆိုရင်10တဲ့ကနေဒီချက်တော့8ကိုဘာလုပ်ပြရမလဲနှုတ်ပေးရမယ်ဒါဆိုရင်10နဲ့8ကိုဒီချက်တော့ဝိုင်းလိုက်မယ်ဝိုင်းလိုက်တော့10တဲ့ကနေ8ကိုနှုတ်တော့ဘယ်လောက်ရလဲ2အဲ့ဒီ2နဲ့ဒီမှာရှိနေ9နဲ့သွားပေါင်းတော့ဘယ်လောက်ရမလဲ9ကဲနားလည်ပါနော်ဒါဆိုရင်နံပါတ်ကကြီး33အနုံ6ဟုတ်ပြီ33တဲ့ကနေဒီချက်တော့6ကိုဘာလုပ်ပြရမလဲနှုတ်ပေးရမယ်ဒါဆိုရင် တဆက်သုံးကိုတချို့ကဘာကိန်းနဲ့ဘာကိန်းနဲ့ခွဲမလဲ30နဲ့3နဲ့ခွဲမယ်ဟုတ်ပြီဒါဆိုရင်30တဲ့ကနေတချို့6ကိုဘာလုပ်ပေးမလဲနှုတ်ပေးရမယ်ဒါဆိုရင်တချို့က30နဲ့6ကိုဝိုင်းလိုက်မယ်30တဲ့ကနေ6နှုတ်တော့ဘယ်လောက်ရလဲ4ရလာရဲ့4လေးနဲ့ဒီဘက်မှာရှိရဲ့3လေးနဲ့ဘာလုပ်ပေးမလဲပေါင်းလိုက်မယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်4နဲ့3နဲ့ပေါင်းတော့ဘယ်လောက်ရမလဲ9ဒါဆိုရင်သင်ခန်းစာ3ရှေးကိန်းကို30နဲ့တခြားကိန်းတစ်ခုနဲ့ခွဲပြီးအနှုတ်ကိုတွက်ပါဆိုရင်သင်ခန်းစာတွေကိုတောက်တမျိုး နားလည်ပါရနော် နောက်သင်ခန်းစာတစ်ခုမှဒီချိန်နဲ့ပြန်တွေ့ကြမယ်နော်တော်တော်များများရေသင်ခန်းစာလေး73အနှုတ်လေးကိုတွက်တဲ့နီးလန်းကိုစဉ်းစားပြီးပြောရအောင် ါဆိုရင်73တဲကနေဒီချိန်တော့ဘလောက်ကိုနှုတ်မှာလဲ၄ကိုနှုတ်ပါကဲဒါဆိုရင်ဒီချိန်တော့73ကိုအရင်ဆုံးခွဲလိုက်မယ်ဘာကိန်းနဲ့ဘာကိန်းနဲ့ခွဲမလဲ10နဲ့3နဲ့ဟုတ်ပြီဒါဆိုရင်10တဲကနေဒီချိန်တော့၄ကိုနှုတ်ရင်ဘလောက်ရမလဲ6အဲ့ဒီ6ကလေးနဲ့3နဲ့ဘာလုပ်ပေးမလဲပေါင်းလိုက်မယ်ဒါဆိုရင်6နဲ့3နဲ့ပေါင်းတော့ဘလောက်ရလဲ9ဒါဆိုရင်33အနှုန်း4အညီဘလောက်ပြမလဲ9ရမယ်နော်ကဲနောက်တစ်ခုဟုတ်မနော်33တဲကနေပဲဒီကျဲတို့က လေးကိုနှုတ်မယ်ဒီတခါကျဒီချေတော့တဆက်သုံးကိုမခွဲတော့ဘူးဘာကိုခွဲမလဲလေးကိုခွဲမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီချေတော့တဆက်သုံးတဲကနေလေးကိုနှုတ်ဖို့ရန်အတွက်လေးကိုခွဲမယ်ဆိုတော့လေးကိုဒီချေတော့ဘာကိန်းနဲ့ဘာကိန်းနဲ့ခွဲမယ်လို့ဆိုရင်ကြည့်လိုက်ပါဦးတဆက်သုံးဟုတ်ပြီတဆက်သုံးဒါဆိုရင်30နဲ့3နဲ့ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်နောက်မှာဘာကိန်းလေးရှိတယ်13မှာဆိုရင်နောက်မှာက3လေးရှိတယ် ဒါဆိုလို့ရှင်လေးကိုခွဲတဲ့အခါမှာလဲသူ့မှာ3လေးရှိရင်လေးကိုခွဲတဲ့အခါမှာလဲ3နဲ့1နဲ့ခွဲမယ်။ဟုတ်ပြီနော်။ကိုခွဲကျင်တဲ့ဂိမ်းနေနဲ့မခွဲဘူး။သူ့မှာ3ရှိရင်3နဲ့1နဲ့ခွဲမယ်။ဟုတ်ပြီနော်။ဒါဆိုရင်3နဲ့1နဲ့ခွဲလိုက်တဲ့အခါမှာလေးကိုဂိမ်းနှစ်ခုခွဲလိုက်တဲ့အခါမှာဘာဂိမ်းနဲ့ဘာဂိမ်းနဲ့ကိုခွဲမလဲ။3 1နဲ့ကိုခွဲမယ်။ခွဲပြီးတော့ဟုတ်ပြီနော်။အဲ့ဒီ33တဲ့ကနေဒီချေတော့3ကိုသွားနှုတ်မယ်။ ဒါဆိုရင်33တဲ့ကနေ3ကိုနှုတ်တော့ဘယ်လောက်ရလဲ30ဟုတ်ပြီရလာတဲ့34တဲ့ကနေဒီဘက်မှာရှိတဲ့တက်ကလေးကိုတကယ်တော့ထပ်ပြီးမှနှုတ်လိုက်မယ်ဒါဆိုရင်30တဲ့ကနေတက်ကိုနှုတ်တော့ဘယ်လောက်ရမလဲ9ဒါဆိုရင်33အနှုတ်4အညီဘယ်လောက်ပြမလဲ9ဒါဆိုရင်သားတို့တို့တို့ရင်33အနှုတ်4မှာ33ကိုခွဲတဲ့နီးရယ်33အနှုတ်4မှာ4ကိုခွဲတဲ့နီးရယ်ကို တွက်ပြတဲ့အရာပေါ်မှာတောက်တယ်လို့နားလဲပါတယ်နော် နောက်သင်ခန်းစာတစ်ခုမှဒီချိန်နဲ့ပြန်တွေ့ကြမယ်နော်တော်တော်များများရေ သင်္ကန်းစာ9ပုံစံလေးကို ကြည့်ကြည့်ပါဦးစာသင်္ကန်းထဲမှာကလေး15ယောက်ရှိတယ်6ယောက်ကမိန်းကလေးတွေဖြစ်ပြီးကျန်တာကယောက်ျားလေးတွေဖြစ်တယ်ယောက်ျားလေးနဲ့မိန်းကလေး

ကလေးတွေကိုကိုစားပြုတယ်ဟုတ်နော်အဝိုင်းလေးတွေဒီချေတို့ဝိုင်းမယ်ဘယ်နှဝိုင်းဝိုင်းရမလဲ15ဝိုင်းရေတွက်ကြည့်မယ်ဒီချေနဲ့အတူတူ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဟုတ်ပြီဒါကဘာလဲကလေး15ယောက်ဟုတ်ပြီအဲ့ဒီကလေး15ယောက်ထဲမှာမာတဲ့6ယောက်ကဘာလို့ပြောလဲ main ကလေးလို့ပြောတယ်ဒါဆိုရင်တကယ်လို့ ဝိုင်းကိုရေးတွက်လိုက်ပါမယ်တင်း2 3 4 5 6ဟုတ်ပြီရေတွက်ပြီးသားရင်ကျွန်တော်အဲ့ဒါလေးကိုဝိုင်းလိုက်မယ်အင်းဟုတ်ပြီအဲ့ဒီဝိုင်းလိုက်တဲ့အရေတွက်ကဘသူ့ရဲ့အရေတွက်လဲမင်းကလေး6ယောက်ရဲ့အရေအတွက်ဒါဆိုရင်ကျန်တာတွေကဘာလဲယောက်ျားလေးတွေပေါ့ဟုတ်ပြီဒါဆိုလို့ဆိုရင်တချို့တို့ကယောက်ျားလေးရဲ့အရေတွက်ကိုလိုချင်နေဆိုရင်ချုပ်ဘာလုပ်ကြည့်မလဲစာသင်ခန်းထဲမှာရှိတဲ့ကလေးအလုံးရဲ့အရေအတွက်ထဲရနေ ါလာတဲ့မင်းကလေးရေတွက်ကိုမလုပ်လိုက်မလဲနှုတ်လိုက်မယ်ဆိုလို့ရှိရင်ယောက်ျားလေးတွေရဲ့အရေတွက်ကိုရလာလိမ့်မယ်နော် ဟုတ်ပြီဒါဆိုလို့ရှိရင်မင်းကလေး6ယောက်ရှိတဲ့ယောက်ျားလေးအရေတွက်က15အနှုတ်6အညီဘယ်လောက်ဖြစ်မလဲ15ရက်က6ကိုနှုတ်ရင်ဘယ်လောက်ဖြစ်မလဲကဲဒီချင်းနဲ့တူတူဟုတ်ပြီကြံနဲ့ဝိုင်းမထားတဲ့အလုံးလေးတွေကိုတချင်းတူရေတွက်ကြည့်လိုက်အောင်၁၂၃၄၅၆9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 179 120 121 122 133 134 135 146 147 148 149 150 151 152 ကိုဟောဒါဆိုလို့ရှိရင်15တဲက6နှုတ်ရင်ဘယ်လောက်လဲကိုဟုတ်ပြီအဲ့ဒီကိုကဘသူ့ရဲ့အရေးအတွက်လဲယောက်ျားလေးတွေရဲ့အရေးအတွက်ဖြစ်တယ်နော်ဒါကြောင့်ဟုတ်ပြီနော်ကွက်လက်ကပုံများတယ်ဆိုတော့ယောက်ျားလေးနဲ့မိန်းကလေးဘသူကပုံများလဲဟောယောက်ျားလေးကပုံများတယ်နော်ဒါကြောင့်မလို့ဒါကြောင့်ယောက်ျားလေးကပုံများတယ်ကဲဟုတ်ပြီကွာခြားချက်ကလို့မေးထားတယ် ဟုတ်မနော်။ကွာခြားချက်ကကွာခြားချက်ဆိုတာဘာလဲဆိုရင်ဟုတ်မနော်။မင်းကလေးနဲ့ယောက်ျားလေးဘသူကပုံများလဲလို့မြင်ချင်တာ။ကဲဒါဆိုရင်ကွာခြားချက်ကိုသိချင်တယ်ဆိုရင်ယောက်ျားလေးနဲ့မင်းကလေးဘသူကပုံများလဲ။ယောက်ျားလေးကပုံများရင်နော်ဒါဆိုရင်များတဲ့ကိန်းလေးကရှေ့ရနေလာမယ်ဟုတ်ပြီယောက်ျားလေးရေတွက်ဘယ်လောက်လဲ6ဟုတ်ပြီဒါဆိုရင်မိန်းကလေးရေတွက်ကဘယ်လောက်လဲ6 6အနှုတ်6အညီဘယ်လောက်ဖြစ်မလဲ6ယောက်ထဲကနေ6ယောက်ကိုနှုတ်ရတော့ဘယ်လောက်ရမလဲ3ဒါဆိုရင်ကွာခြားချက်ကဘယ်လောက်လဲ ဒါကြောင့်ဘသူကဘသူထက်ဘလောက်ပိုများတယ်လဲဒါကြောင့်ကွက်လက်ကကွက်လက်ထက်ကွက်လက်ပိုများတယ်ဆိုလို့ရှိရင်ဘသူကပိုများတာလဲယောက်ျားလေးဒါကြောင့်မလို့ဒါကြောင့်ယောက်ျားလေးကဘသူထက်ပိုများတယ်လဲမိန်ကလေးထက်ဘယ်နှယောက်ပိုများတယ်လဲ၃ယောက်ပိုများတယ်ကဲဒါဆိုရင်တာလို့သမီးတွေဒီသင်ခန်းစာ၅ပုံစံလေးကိုလည်းတာလို့သမီးတို့နားလည်ပါလေနော်နောက်သင်ခန်းစာတစ်ခုမှာဒီချိန်နဲ့ပြန်တွေ့ကြမယ်နော်

ဟုတ်ပြီနော်အဲ့ဒီထဲမှာပစ္စည်းလေးကိုသုံးပြီးမေခွန်းလေးတွေပြုလို့ရမှာကဲဒါဆိုရင်ဒီချိန်ကမေခွန်းလေးပြုလို့ပြပေးမယ်နော်ငပြောသည်16လုံးရှိတယ်ခုနှစ်လုံးစားလိုက်တယ်ငပြောသည်ဘလောက်ကျန်တယ်လေကဲဒါမျိုးလေးမေခွန်းပြုလို့ရမှာကဲဒါဆိုရင်ဒီချိန်ကနောက်ထပ်တစ်ခုပြောပြပေးမယ်နော်ငှက်16កောင်ရှိတယ်ခုနှစ်កောင်ပြန်သွားတယ်ငှက်ဘလောက် ကြံတယ်လေကဲဒီလိုမျိုးလေးရေမေးခွန်းလေးပြုလုပ်ရမှာတောက်သူတို့လည်းဒီလိုလေးရေမေးခွန်းလေးပြုလုပ်တဲ့ရမယ်နော်ဟုတ်ပြီဒါဆိုရင်သင်ခန်းစာ6တစ်ချောင်းအနုခွနဲ့အတွဲမေးခွန်းပြုလုပ်မယ်ဆိုရင်သင်ခန်းစာလေးကိုတောက်သူတို့နားလည်ပါတယ်နော်ကဲအခန်းစနစ်အနုသင်ခန်းစာနှစ်သင်ခန်းစာကိုတောက်သူတို့အားလုံးနားလည်သဘောပေါက်လိမ့်မယ်လို့ဒီချေကမျှော်လင့်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာဒီချေနဲ့ပြန်တွေ့ကြမယ်နော်